เนาะအဲ့တော့ခွက်ကင်နေဆိုတဲ့နေရာမှာခွက်အမျိုးမျိုးရှိတယ်ရှင်။ကင်နဲ့ခွက်လေးကွာတယ်ဆိုတာကိုပြောချင်ပါတယ်။နော်ဖေးနိုင်ငံကမှကျမတို့ပြည်သူအတွက်ကျမတို့နိုင်ငံအတွက်ဆိုပြီးတော့ဖေးနိုင်ငံကမှကုညီမဲ့မျှော်လင့်ချက်မျိုးကျမတို့ထားလို့မရဘူး။ဖေးနိုင်ငံကမှကုညီမှာမဟုတ်ပို့ပြီးတော့သာစိုးသွားမှာ။ယူဒေါ်လာကြီးဆိုတဲ့အတိုင်းပဲယူတွေတွေပဲကြံတော့ပါတယ်။တော်များများကတော့ဒေါ်လာကြီးမနိုင်တော့ဘူးလို့ဝန်ခံထားပြီးပါပြီ။ဒါကိုမျက်စိပိတ်နားပိတ်ပြီးတော့ မသိချင်အောင်ဆောင်ပြီးခွက်ခေါက်နေတဲ့ညီပိမတယောက်ကြံပါသေးတယ်ညီပိမရဲ့ခွက်ခေါက်ပုံကိုကျွန်တော်တို့နားထောင်ကြည့်အောင်ခင်ဗျနိုင်ငံရေးသမားတွေမှာလို့ဆရာများတယ်ရှင့်အဲ့တော့ကျွန်တော်တို့ရိုးရိုးပြည်သူမှာကတနက်ကရင်ကန်မကိုင်မကိုင်တော့ခွက်ကန်ပေါ့ရှင်နော်အကျွန်တော်မှာအားရှိတယ်ကျမတို့လုတ်ပေးနိုင်တာအဲ့ဒါပဲရှိတာအဲ့တော့ကျမတို့ကခွက်ကန်ရဲ့နေရာမှာအမျိုးမျိုးရှိတယ်ပြောင်းစားလဲခွက်ကန်ကြီးเนาะ ဖရာအတွက်အကြောင်းအတွက်ဆိုပြီးတော့အလှခံတဲ့កောင်းကြီးလေးဖောက်ကင်တာပဲနော်အဲ့တော့ကျွန်တော်တို့ကတော်လန်ရေးအတွက်နိုင်ငံရေးအတွက်ကင်တဲ့ခွက်ဖြစ်တဲ့အတွက်ဒီခွက်ကသွေးဆုံးတဲ့ခွက်ဖြစ်တယ်နော်အဲ့တော့ခွက်ကင်နေဆိုတဲ့နေရာမှာခွက်အမျိုးမျိုးရှိတယ်ရှင့်တော်လန်နော်အဲ့တော့ဒီလိုသွေးဆုံးနေတဲ့ခွက်ကိုကင်ရဲတဲ့လက်တွေကကျွန်တော်တို့ပြည်သူလူထုအတွက်တော့လေးစားစရာ ကောင်းတယ်လေးစားကြကောင်းဒါအမှန်တရားအောင်မြင်လို့ရတဲ့လူတွေအတွက်ကတော့လေးစားကြကောင်းတယ်ပေါ့ရှင်နော်အဲ့ဒီလိုမှမဟုတ်ဘဲနဲ့အမှန်တရားကိုမမြင်နိုင်တဲ့မျက်ကန်းသစီတွေကတော့ခွက်ကင်နေဆိုပြီးတော့မှလိုက်ပြီးအပုတ်ချတာပေါ့ရှင်အဲ့တော့ဒီမှာကကင်နဲ့ခွက်လေးကွာတယ်ဆိုတာကိုပြောချင်ပါတယ်။တနက်ကင်ကင်မကင်ခွက်ကင်ခွက်ကင်ကင်မကင်လက်ဥကင်ပေါ့။အဲ့ဒီမှာလက်ရှိတော်လန်ရင်းမှာ ဖြတ်တန်းနေရတဲ့ကာလတစ်ခုမှာတော့အမှန်တရားတစ်ခုပဲလက်ခံနဲ့ကျမတို့ဖွက်ကန်မလို့ကန်နေခွက်ကတန်ဖို့တိတ်ကြီးနော်အဲ့ဒါလေးကိုတော့ကျွန်တော်ခေါင်းထဲမှာမှတ်သွားလို့ရှိတယ်။အဲ့တော့ကျမတို့ပြည်သူလူထုကိုပြောချင်တာကကျမတို့ရဲ့လက်ရှိတော်လှန်ရေးအခြေအနေကိုနော်အားလုံးသိကြပြီဖြစ်တယ်။ကျမတို့လက်ရှိတော်လှန်ရေးအခြေအနေကကျမတို့ ဒီပြည်နယ်တွေကိုမြို့နယ်တွေကိုတိုင်းနိုင်ဖို့ကဒါအဓိကဖြစ်နေတယ်။နော်ဘယ်နိုင်ငံကမှကျွန်တော်တို့ပြည်သူအတွက်ကျွန်တော်တို့နိုင်ငံအတွက်ဆိုပြီးတော့ဘယ်နိုင်ငံကမှကူညီမဲ့ညှို့လင့်ချက်မျိုးကျွန်တော်တို့ထားလို့မရဘူး။ဘယ်နိုင်ငံကမှကူညီမှာမဟုတ်ပို့ပြီးတော့ဒါစိုးသွားမှာသူ့ရဲ့အကျိုးမြတ်အတွက်ပဲလုပ်သွားမှာဖြစ်တယ်ပေါ့နော်။အခုလေလက်ရှိမင်းအောင်နိုင်ကကျွတ်မင်းရဲ့ဟိုဟာကိုအသုံးပြုပြီးကျွတ်မင်းစတိုရီကိုအသုံးပြုပြီးတော့မှဒါလုပ်နေတဲ့လုပ်ရက်တစ်ခုကိုကျွန်တော်တို့အနေနဲ့ မြင်ရမယ်ဆိုရင်တော့ကျွမင်းဘယ်လိုခေါင်းဆောင်ပဲဖြစ်ဖြစ်ကျွနဲ့နိုင်တာတော့ကြိုက်တယ်မထင်ပါဘူးဒါရင်သေးမှုလေးရာဇဝင်လေးเนาะတမိုင်းအစင်လာလေးเนาะအဲ့ဒါတွေကတော့ဒီဒီလူမျိုးတစ်မျိုးနဲ့တစ်မျိုးကြားမှာမတူတာရှိရပေါ့ဒါပေမဲ့ကျမတို့မြန်မာနိုင်မြန်မာတွေပဲလက်ခံထားတဲ့เนาะကျွန်တော်တို့ဗုဒ္ဓဘာသာတွေပဲလက်ခံထားတဲ့ကျွမင်းလို့စင်မင်းလို့ဆိုတာကเนาะဒါကျွန်တော်တို့ဘာသာရေးရာလက်ခံထားတာလေเนาะတမိုင်းတွေရာလက်ခံထားတာလေဒါပေမဲ့ကျွမင်းနဲ့နိုင်ပြီးပြောတာတော့ဘယ်ကောင်းကောင်းမှကြိုက်နေမထင်ဘူး အဲ့တော့ကျော်မင်းကိစ္စကိုဒီမှာဘာလို့ထည့်ပြောရလဲဆိုတော့အခုလက်ရှိနော်မြန်မာနိုင်ငံကိုအာဏာသိမ်းထားတဲ့စစ်အုပ်စုခေါင်းဆောင်ဖြစ်တဲ့မင်းအောင်နိုင်ဟာစိတ်ပုံမှန်မဖြစ်တော့ဘူးဆိုတာကိုကျွန်တော်မြင်ရတယ်။နော်ဒီလိုစကားမျိုးကြီးကိုဘယ်လိုစိတ်နဲ့ပြောတယ်ဆိုတာကျွန်တော်မြင်တယ်။ဒါခံမှန်းလို့ရတယ်ပေါ့နော်။အဲ့တော့ပြောချင်တာကလည်းဆိုတော့မင်းအောင်နိုင်ရဲ့နားမှာနော်မှားနေတာကိုတိတိကျကျနဲ့မှားပါတယ်လို့ထောက်ထောက်ပြရဲတဲ့ရှင်ရှိတော့ အယူတယောက်ကလှုပ်ချင်အောင်လှုပ်ရမ်းကားနေတာကိုသူတို့ကအမှုပြန်ပတ်မှာဆိုလို့အကုန်လုံးဟုတ်ပါတယ်အမှန်ပါတယ်နော်သူတို့ရဲ့အကျိုးအမြတ်တွေသူတို့ရဲ့ဒီသူတက်လာမယ့်ယာလူတွေအတွက်ဒီအယူတယောက်လှုပ်တာကိုတီးခံနေရတယ်ခေါင်းငုတ်ခံရတယ်မိသားလို့ပဲဒီမှနေနေတော့မြင်တယ်ပေါ့နော်ဒီလိုကလည်းလေအဲ့လိုပြောမှဟိုပတ်ဆံရမယ်ထင်တယ်နော်အဲ့လိုပြောမှပဲညီတို့ရဲ့ခွက်ခေါက်တာအောင်မြင်မယ်လို့ညီတို့ကတော်တော်လေးထင်တယ်နော် ပေါက်ပြလေးတွေပေါက်ပန်းလေးတွေရှောက်ပြောကိုယ့်အကိုခောက်ရရှိတာခောက်ပါကွာရိုးတန်းတန်းနဲ့အဲအလူခံမှာငတ်နေလို့ဒီမတို့ထည့်ပေးကြပါလို့ပြောလို့ရပါတယ်နော်တဘာမှမဆိုင်တဲ့နိုင်ငံတော်အကြီးအကဲတရားကိုနော်ဟိုအချိန်မြင့်မရှိတဲ့စကလုံးနေတဲ့ဝေဖန်နေတာကကျွန်တော်ရဲ့တော်လှန်ရေးမဟုတ်ဘူးကွာဒါနိုင်ငံရေးမဟုတ်တော်လှန်ရေးလည်းမဟုတ်အဲ့တော့ဒီပူတင်လိုလူမျိုးကလည်းဒီကြွမင်းနဲ့နိုင်တာကိုကြိုက်နေလို့တော့ကျွန်မမထင်ဘူး ဒါပေမဲ့ကျွန်တော်နိုင်ငံကိုအဲ့ဒီလိုနိုင်ငံကြီးတွေနဲ့ပေါင်းပြီးတော့နော်ရောင်းစားမဲ့ကိစ္စနိုင်ငံကိုကြုံပြုံးမဲ့ကိစ္စမှာတော့မင်းအောင်နိုင်ငံဘာမှမစင်ထားတာတေကြရဲအစိုးဆုံးအခြေအနေကိုလုံမှတေကြဒါတွေကိုကျွန်တော်တို့ထပ်ခါထပ်ခါပြောခဲ့ပြီးပြီပေါ့နော်အဲ့တော့ဘာလို့ထပ်ခါထပ်ခါပြောနေရလဲဆိုတော့ဒီကိစ္စကအယူတယောက်ဆိုရင်ဒီဟာကမြန်မာနိုင်ငံအတွက်တော့တကယ်လို့မှဟိုကြောက်စရာကောင်းတဲ့ကိစ္စဖြစ်ဖြစ်တယ်ပေါ့နော်ရုရှားအနေနဲ့ဟိုချင်းကလာမဲ့ကိစ္စရဲ့အများကြီးရရှိတယ် အဲ့ဒီအပေါ်မှာလည်းနိုင်ငံတိုင်းကစောင့်ကြည့်နေမယ်လို့ကျွန်မထင်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒါ new clinic nuclear ဆက်လက်နဲ့ဒီထုတ်လုပ်ဖို့အတွက်ပံ့ပိုးဖို့အတွက်မြန်မာနိုင်ငံကိုအတုံချလာမှာဖြစ်တယ်။အဲ့ဒီနိုင်ငံကြောင်းကိုကျွန်တော်တို့မြင်နေရတယ်။နောက်ထပ်အဟိုအရေးလည်းရှိတယ်ပေါ့။ရည်ရွယ်ချက်တွေလည်းနိုင်ငံရေးရည်ရွယ်ချက်တွေလည်းရှိတယ်ရှိသေးတယ်ပေါ့ရှင်။မြန်မာနိုင်ငံအတွက်ကောင်းကျိုးပြုမှလားဆိုတော့ဘယ်ဘက်ကမှကောင်းကျိုးပြုလာမယ်လို့ကျောင်းပြည်သူလူထုကိုပို့ပြီးတော့အပို့ပြီးတော့နှိပ်စက်မဲ့အကွက်တွေလို့ပဲကျွန်မမြင်နေပေါ့နော်။နောက်တစ်ခုက ီရင်းနှက်စိတ်ကန်းဒီမှာရုရှားစစ်တင်းမော်တွေကတ်လာရင်အဟိုကတ်လာခဲ့တဲ့ရုရှားအနေနဲ့ဗာကျိုးမြင်ရမယ်မြန်မာနိုင်ငံအတွက်ဗာကျိုးမြင်ရမယ်ဒါကိုကျွန်မပြောချင်တာအဲ့တော့ရုရှားအနေနဲ့ကယူကရိန်းနဲ့ပတ်သက်တဲ့စစ်ပွဲတွေမှာနိုင်ငံတကာရဲ့ကျင့်ပင်မှုခံနိုင်ရတာလည်းအမှန်ပဲဖြစ်တယ်ပေါ့နော်အဲ့တော့အာဏာရှင်ဥပဒေနိုင်ငံမှရေရင်မထောက်ခံရဲပါဆိုတော့ရုရှားကိုဒီရေနံရောင်းချမှုတွေပိတ်ပင်ထားတဲ့နိုင်ငံတွေရှိအများကြီးရှိတယ်။အဲနောက်တစ်ခုက စစ်လက်နက်ရောင်းချမှုတွေကိုပိတ်ပင်ထားတဲ့နိုင်ငံတွေအများကြီးရှိတယ်။အဲ့တော့ရုရှားကစစ်လက်နက်ရောင်းချမှုတွေမြန်မာနိုင်ငံကိုအတုံးချလာမှာဖြစ်တယ်။ဘလို့တုံးချလာမှာလဲဆိုမြန်မာနိုင်ငံမှာမြန်မာနိုင်ငံကိုစစ်လက်နက်ရောင်းချခဲ့တာကရုရှားအနည်း20လောက်ရှိနေဖြစ်တယ်ပေါ့နော်။ဒါပေမဲ့အာရှနိုင်ငံတွေနေနဲ့စစ်လက်နက်ဝယ်ယူမှုနှုံးဟာတခြားနိုင်ငံတွေနေကဘာကြီးနဲ့အဲ အားလုံးနဲ့ရှင်လိုက်လို့ရှင်တော့ရုရှားအနေနဲ့တိတ်ပြီးတော့မှန်းလောက်ဆရာမရှိဘူးစင်းရတဲ့နိုင်ငံနိုင်ငံကဝယ်ယူအားပေးနေခြင်းသာဖြစ်တယ်ဆိုတော့တိတ်မှန်းလောက်ဆရာတော့မရှိဘူးเนาะဒါပေမဲ့လေရုရှားမှာမြန်မာနိုင်ငံကိုအတုံးချနိုင်တဲ့တခြားသိစရည်တွေအများကြီးရှိတယ်အဲ့ဒါကတော့ရုရှားသိမောတွေမြန်မာနိုင်ငံကိုကပ်ခွင့်ရမယ်ဆိုရင်ဘာတွေရုရှားတော့ဘာတွေအကျိုးရှိလဲဆိုရင်စစ်လက်နက်ရောင်းချမှုကမြန်မာနိုင်ငံကိုအတုံးချလို့ရရှိမြန်မာနိုင်ငံလမ်းကြောင်းကနေတစ်စိတ်ဒါ အဲရုရှားရဲ့တင်မောတွေတခြားနိုင်ငံတွေကိုထွက်ခွာပြီးတော့မှနော်ဒီမြန်မာနိုင်ငံကိုအတုံးပြုတ်ပြီးတော့မြန်မာနိုင်ငံကနေတဆင့်နော်ဆက်လက်နဲ့ပို့တဲ့ကိစ္စရပ်တွေကိုလုံဆောင်နိုင်တယ်နော်အဲရုရှားကအဲ့အတွက်အအကျိုးရှိတယ်ပေါ့နော်နောက်တစ်ခုကရုရှားရဲ့ဟိုဟာတွေပေါ့ ထောက်လန်းရေးတင်မောတွေကလည်းမြန်မာနိုင်ငံမှာကက်ခွင့်ရသွားမယ်ရုရှားထောက်လန်းထောက်လန်းရေးတင်မောတွေကဘယ်ဘယ်နိုင်ငံစိတ်ကမ်းမှာမှကက်ခွင့်သိမ်းမရဘူးအဲ့ဒီအတွက်ရုရှားကတောင်းမြန်မာနိုင်ငံကိုအသုံးချမှာဖြစ်တယ်ပေါ့နော်အဲ့တော့ချုံုံတုံးသက်ပြီးပြောရမယ်ဆိုလို့ရှိရင်ဒီလိုအခြေအနေတရက်ကိုရင်ဆိုင်နေရတဲ့မြန်မာနိုင်ငံဟာကျွန်တော်ဒီအခြေအနေကနေကြော်လွားမှုဆိုလို့ရှိရင်ဒီတော်နိုင်ရေးကိုတော့ပတ်ဖို့မှာပဲရမယ်အဲ့တော့ကျမတို့ကတနက်လည်းမကနိုင်ဘူးအဲ့တော့ခွက်ကင်နေပေါ့ရှင်နောက်ဆုံးတော့ဒီကူတာပဲစိုက်ပါတယ်ငါဘယ်ငါပိမ့်ပါရဲ့ကိုကကိုငတ်ပြက်လို့ ကျွန်တော်တို့လူကန်ထည့်ပေးပါလို့တောင်းစားလဲရိုးတောင်းစားလဲရပါတယ်နော်ညီတို့လူငပိနေရထည့်ပေးမှာပါနော်အဲ့ဒါကိုဘူမတိပါမတိတောင်းပြောမြောက်ပြောနဲ့မတင်ရင်ပဲသတင်းတွေတော်တော်လေးလေးလာသလိုနိုင်ငံရေးကိုလည်းလေးလာသလိုနဲ့ရှောက်ပြောပြီးတော့ဝေဖန်နေတာကဒါအလုံးမုံငပိမှာနော်ဒါလေးကိုတိကျပြန်ပြီးလို့စဉ်းစားဖောက်ခေါက်တာရိုးတန်းခေါက်တာရတယ်ဟာနော်ညီတို့ရဲ့မတိစိတ်ကမှာတက်ကိုလည်းတော်ကြောက်နော်ရုရှားပါလာတာကိုလည်းတော်တော်ညီတို့လန့်ငခုရီကစစ်တပ်ကိုမနိုင်ပါဘူးဖြစ်နေတဲ့အခြေပါရုရှားလိုနိုင်ငံကြီးကထုတ်ဝင်လာတဲ့ ဖြစ်တဲ့အတွက်ကြောင့်မလို့ညီတို့ကပို့ဆိုးနေညီတို့ရဲ့ကြောက်စိတ်ကိုဖုံးမှုအတွက်ညီတို့ကဒါကိုပောက်ပန်လေးတွေချက်ပြောနေညီတို့ဘလို့ပဲပြောပြောသူတို့ကသူတို့ပုံမှန်တိုင်းလုပ်အစိုးရကအစိုးရအတိုင်းစစ်တပ်ကစစ်တပ်တိုင်းလုပ်လို့ညီတို့ကကိုယ့်ကိုပုံမှန်တိုင်းလုပ်လို့ရမှာခောက်ခောက်ရရှိရခောက်နော်တောင်းစားရရှိရတောင်းစားအဲ့ဒါဆိုပြီးပြီနော်လက်လံပြီးနေကိုယ်လုပ်ကိုယ်လုပ်နော်ဒါပဲ